ဟယ်လိုမင်္ဂလာပါကျွန်တော်ရဲ့ Note Tiger Channel ရဲ့နေဖန်ပြလိုက်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ Channel ကိုနေ့ရက်တိုင်းအပိတ်ကြည့်ရှုပြီးအကြောက်တိုင်းကိုလည်းအထူးကြည့်လို့တင်တယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ကိုစီကိုနောက်ငယ်တို့ရဲ့ reaction လေးပဲဖြစ်တယ်အတူတကွကြည့်ရှုနားဆင်ကြရအောင်ဟုတ်တော့မောင်တမင်းလူမင်းကဖြေတာပါလေကွာကျော်ဆုံးမင်းကမေးတာဟမ်မင်းရုပ်ကလင်းလင်းနဲ့ချစ်တူဝယ်အလောက်မှန်မယ်ရရရှိလားမေးတာဟာပေးလိုက်ပါတော့ကွာငါစိတ်ညစ်ပါတော့ကွာတကယ်ပဲ ။ဟမ်ဗျာသူတို့ရဲ့အဲ့ဒါချင်းတပုတ်ဆိုတိုင်းဒီကောက်ဆောက်ဖောက်ကိုကြည့်။ကြော်စုံရုပ်ကိုကြည့်။နော်ကြော်စုံရုပ်ကိုကြည့်။ကြည့်သူမျက်နှာသူ့မျက်လုံးသူပြောနေတဲ့ပုံစံသူ့ရုပ်ကိုကြည့်။လူကအဲ့ဒါပဲ။လူမွေးလူရောက်ပြောင်းလားမပြောင်းလား။ရုပ်ထွားတာရုပ်ဆိုးတာမဟုတ်ဘူး။ကျွန်တော်တို့ဆိုဒါလူချမ်းရုပ်နော်။ကြည့်လူဆိုတာဘလောက်ပဲရုပ်ဆိုးတဲ့လူဖြစ်ဖြစ်မဟုတ်ကောင်ကပြောတဲ့လူကလေဘလောက်ပဲချောနေပါစေမဟုတ်ကဟုတ်ကပြောတဲ့လူနဲ့မှန်မှန်ကန်ကန်ပြောတဲ့လူ လူရဲ့မျက်နှာအကြည်တတ်ခြင်းဥစ္စာမလို့အဲ့ဒါလက်လာရှိပါယုံကြည်မှုကိုယ့်ကိုယ်ယုံကြည်မှုပြောတဲ့စကားလုံးပြောတဲ့စကားနဲ့မျက်လုံးကအယောင်နဲ့အဲ့ဒါတွေဟာဘယ်လိုမှညာလို့မရဘူးကြော်စိုးဦးတို့ကြော်မျိုးမင်းတို့မျက်နှာနဲ့မျက်လုံးကိုကြည့်ဒီကောင်တွေစကားပြောနေတဲ့အချိန်သူတို့မျက်နှာသူတို့ပါးစပ်နဲ့သူတို့အဲ့ဒီမျက်နှာရဲ့ပါးစပ်ရဲ့မျက်လုံးရဲ့အဲ့ဒီတုံးခုကတိုင်ပင်ကြိုက်ကကလိန်ကချင်းလူယုံမှာဘယ်တော့မှကတိုင်ပင်မကြိုက်ဘူးမှတ်ထားနော်ကြည့်ကြလား ဒါတော့တို့အဆူရပတ်ဆိုင်ရမှာပေါ့ဆိုခင်ဗျာဒီလူတွေအဆူရခင်ဗျာဗမာမြန်မာတန်စီနဲ့ဆိုတာမြန်မာမြန်မာတန်နဲ့ဆိုတာခင်ဗျာတကယ်ကဘာလုံးဖြန်တဲ့အတားလည်းမဟုတ်ဘူးခင်ဗျာချင်းမလင်းလင်းနဲ့ချစ်တူရခင်ဗျာကေပေါ်မင်းသားနဲ့မင်းသမီးလည်းမဟုတ်ဘူးအဲ့လောက်ဝင်ဝင်ရရလဲအကြောင်းမရှိဘူးခင်ဗျာအားလည်းဘယ်ကဘယ်ကဝင်ဝင်ရမလဲဘယ်ကဝင်ဝင်ရမလဲဘယ်ကမဝင်ရကျွန်စုံမေဖာခံပြီးပေးတယ်တဲ့ကျွန်စုံမေတနိုက်ဆိုဘလောက်ဆိုအဲ့လိုမျိုးဖာခံပြီးပေးတယ်ပြောမတိခေါ်ဆိုကိုလင်းပြောတာပဲဟုတ်တယ်နော်ဟုတ်ကောကိုလင်းကိုလင်းကတော့ပြောဟုတ်တယ်နော်ကျွန်စုံမေကဘာဖြစ်လဲအဲ့လို ပြင်မှာထွက်ထွက်ရှာပြီးတော့ကိုလင်းတို့ကိုပေးတယ်ဟုတ်လားအဲကိုလင်းပြောတာပဲအဲ့လိုမျိုးအဲ့ဒါအကြောင်းမရှိဘူးဥမာပြောခဲ့ထားပါဆိုတို့ကကိုရီးယားမှာရှိတဲ့မြန်မာတိုင်းဝင်တို့ရှိုးပဲလို့ဘယ်လောက်ရမှာမလို့လဲအဲ့ဘလောက်ရမှာမလို့ဘယ်စားရမှာဘလောက်ပတ်စားရမှာဘယ်ကျော်စုကတော့အေးရှိပဲဘလောက်ရမှာမလို့ပြောနေဘယ်ဘလို့ဝယ်မလဲတကယ်စားပေါ်တော့ကိုးစားဖွက်စားနေဝယ်ထားတာခင်ဗျားတို့ခိုးပြီးဖွက်ပြီးတော့ဝယ်ထားတာခင်ဗျားတတိယကျွန်တော်တို့အိမ်ဝယ်ပေါင်းလို့ခင်ဗျားအဲ့ဒီအုပ်စုရှင်းလိုက်လေဒါကျွန်တော်တို့အိမ်ဝယ်ပေါင်းဘူးရှင်းရလားမကြည့်လိုက်လေရှင်းလားမကြည့်လိုက် ရှင်းရှင်းလေးခင်ဗျလက်ရှိသူတို့ပြောတဲ့တော်လိုင်းကခင်ဗျရှုံးသွားပြီနည်း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 ဗီဒီယိုဖိုင်ညံလိုက်မယ်နော်အတန်အောင်ညံလိုက်မယ်သူဟိုမှာ16မိနစ်ပြောသွားပြီဆိုတော့ရှုံးသွားပြီခင်ဗျတော်လိုင်းရင်းတာသူနိုင်မယ်ဆိုလေးလေးနဲ့ချစ်သူဝင်ခင်ဗျအမေကောင်မပြေဘူးအဲ့လိုပဲခင်ဗျအန်ယူဂျီအုပ်စုလေးအမေကောင်မပြေဘူးမြန်မာနိုင်ငံထဲမှာဝင်ပြီးတော့ခင်ဗျခင်ဗျတို့လက်နက်ကင်ရေကျွန်တော်တို့ဘယ်မှမပြေဘူးလေကျွန်တော်တက်ပေါ်နေတသားလေးရှိတယ်ဘယ်မှမပြေဘူးခင်ဗျကြည့်လိုက်လေခင်ဗျကျွန်တော်တက်ပေါ်နေတသားလေးရှိကျွန်တော်ဘယ်မှမပြေဘူးမြန်မာနိုင်ငံထဲမှာမရှိတယ်ဟုတ်လေးလေးကဝင်လက်နက်ကလေးလေး PDF ဒါမှမဟုတ်အန်ယူဂျီကဝင်ကြီးလာအဲ့တို့သူဒီသူတယောက်သူ့ကိုနေချင်းနေရာနေမှာဘာဆိုင်လဲ ဟမ်သူထင်ရှားကျော်ကြားတဲ့လူ celebrity ဖြစ်တယ်သူ့ကိုလူတိတယ်အဲ့ဒါပဲလေသူ AMG ထဲမှာလည်းဝင်ကြီးနေရယူထားတာမဟုတ်ဘူးလေ PDA ထဲမှာလည်းတန်ရင်မှုနေရသွားယူထားတာမဟုတ်ဘူးလေပြည်သူတွေကပြည်သူတွေတို့အောင်နေချင်းနိုင်ငံနေမှာပေါ့ဘာတော်လိုင်းလောက်တာနဲ့ပဲပြည်သွင်းလာပြီးတနက်ကန်ရဖို့လားဟုတ်လားအဲ့ PDA နဲ့သူလာနေပေးရဖို့လားဟမ်ကျောဆုံးမင်းစကားတွေဘာတွေပြောနေတာယူကြောင်မှုကြောင်လဲကွာဒီကောင်ဘယ်မှမပြေဘူးတော့ရှင်းရှင်းလေးခင်ဗျားတို့ပြောကျွန်တော်ပြေးပြေးလို့ရအောင်ခင်ဗျားလေကျွန်တော်ပြေးကြည့်ပါခင်ဗျားကျွန်တော်မွေးစားမနိုင်တဲ့ဘုံကြီးပဲ တို့မွေးစားမယ့်နိုင်ငံတစ်ပုံကြီးပဲခဏတော့ကဗျာကျွန်တော်ဖဏထိုင်းပြီးတော့လာတော့ခံရရတယ်ကျွန်တော်လာစားပြီးပတ်စားပြီးတော့ခေါတော့ခံရရတယ်ဒီပိတ်တွေပြောတာပါဘာနင်တို့ပြင်းမပူနဲ့မပူနဲ့အေးအဲ့စကားမှတ်ထားမှတ်ထားတော့မှတ်ထားပါဘီလာရုကမင်းတို့လက်ခံမှာလက်မခံမှာစောက်ကြည့်လိုက်မင်းအောင်လိုင်းကခေါ်မလားမခေါ်မလားအေးအေးပါ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 အဲ့ဒီပိတ်ကောင်လေကျွန်တော်ခေါ်တော့ခံရရတယ်ကဗျာကျွန်တော်တို့ကဗျာကြည့်ပါပြီးကြည့်ပါလားကဗျာမွေးစားမယ့်ကဗျာလေကျောဆိုးဦးပြပပြေးတယ်ဆိုတာလေငါပြောပြမယ်အမှန်တရားအတွက်ဓမ္မဘက်ကဒီမိုကရေစီအရေးကိုလှုပ်ရှားလို့သူများနိုင်ငံလက်ခံပေးတာ မင်းတို့လိုခွေးချင်းခွေးချံခွေးဆက်ခင်းတဲ့ခွေးမျိုးတွေကိုဘယ်တိုင်းကြီးမှလက်မခံဘူးမင်းမဲလင်အောင်အားပေးတဲ့တရုတ်နဲ့ရုရှားတို့လက်ခံတာမေးကြည့်အောင်အမလေးဟဲ့တူပါပဲသူများနဲ့ဟောင်းတွားပြီးဖက်တော့ထိုင်အောင်မယ်ဟမ်မွေးစားမဲ့တိုင်တို့ဘုံကြီးမွေးစားမဲ့နိုင်ငံတွေတို့ဘုံကြီးခင်ဗျာလေကျွန်တော်အဲ့လိုစိတ်လုံးဝမရှိဘူးသဘောပြောပြတာသဘောမှတ်ထားမှတ်ထားကြတော့မှတ်ထားကြကျွန်တော်အဲတအားကြိုက်တယ်ဒီဗီဒီယိုလေးကိုခင်ဗျာတော့ဒီအကြောက်အုပ်စုတွေဘယ်ဝင်ဝင်လာကြောင်းနဲ့ခင်ဗျာဒီအိမ်ကိုဝယ်လဲခင်ဗျာရိုးလေးစစချင်ခင်ဗျားတို့ရဲ့ခင်ဗျားတို့ရဲ့အသားတွေခင်ဗျားတို့ဘဝတွေ ခဏတော့သွေးတွေကိုတောက်တုံးပြီးတော့ဒီအိမ်ကိုဝဲတာတော့ပီဒီအနေနဲ့ခဏတော့မိုက်တွင်းဆက်နဲ့နေမယ်ဆိုခဏတော့ဆက်ပြီးတော့နဲ့လို့ရတယ်ကျွန်တော်တို့အရှင်းလေးခဏလက်ချက်ကလေးကြေကိုတောက်တော့ထည့်ထုတ်လိုက်ပြီအခုဒီဒီဒီဗီဒီယိုဖိုင်ကိုကြည့်ွားတယ်အဲကျွန်တော်တို့တွေ့ကောင်း PDF တွေဆိုလို့ရှိရင်เนาะကျွန်တော်ရဲဘော်တွေ PDF တွေဒီဗီဒီယိုဖိုင်ကြည့်ွားရင်ကြော်စိုးမှုဟိုစိတ်ကျဉ်းနှံ့အောင်ပေါ့เนาะတူတူကတာအေးမင်းတို့ကိုစိတ်ဆိုးခိုင်းခြင်းတာအဲ့တော့ကြော်စိုးမှုစိတ်ကျဉ်းနှံ့အောင်တယောက်တစ်ခွန်းတော့ဝင်ပြီးတော့ အဲလင်းလင်းနဲ့ဖြစ်တူကိုစိတ်ဆိုးပြလိုက်ပါနော်။ तू စိတ်ကျဉ်းအောင်အောင်ပြသူ့မှာပေါ့ဟိုမှာမခံမဆန်းနဲ့ဖြစ်နေတာနော်။တစ်ချက်တော့ PDF တွေတွေ့လို့ရှိရင် DVD ဖိုင်တွေကို command လေးဝမ်းပြီးတော့ကြော်စိုးဦးအတွက်မဆာပေးသွားပါနော်။ဆက်လောင်းမိုက်တက်မထိထုတ်လိုက်ပြီ။ကောက်ခွေးတကြောင်တက်မထိထုတ်လိုက်ပြီ။အဲ့တော့ဒီလောက်ကပြလက်နက်ကိုက်ခွဲအားကြီးပါဆိုကျေလူလက်နက်ကိုက်ခွဲထိထုတ်တဲ့နေရာတော့တက်မလို့ကအပြောင်းရှင်းလိုက်တာ။ဟုတ်ကဲ့ပြောင်းရှင်းလိုက်ပြီ။ခဏလို့ပြအညာပြောင်းရတယ်ပြ။ဟုတ်ပြောင်းပြန်ရင်လား။အော်ပြောင်းပြန်။အေးအေး။စကိုင်း PDF ပြ။အင်းအင်းအင်း။ခဏဘယ်နေရာခိုးမလဲ။ ငါကြော်စုံမေးတော့လက်ခွကြီးကြည်ကြီးပဲစကားရကောင်တွေအမခုမာတဲ့အမတို့လဲလဲထုံမဲတဲ့ကောက်လိုက်ဆိုင်နေတဲ့ဒီလာကျွေကြီးပဲအမဂွင်အကျွေကြီးပဲတဲ့ငါ့ကိုပြောတာခါရှိခွက်ခေါက်ပြီးတော့စက်တိုက်လို့မရဘူးတော့ခွက်ခေါက်ပြီးစက်တိုက်လို့ခွက်ခေါက်ပြီးတော့ကျွန်တော်လိန်စားလို့ပဲရတယ်တောင်းစားလို့ပဲရတယ်ခွက်ခေါက်ပြီးစက်တိုက်လို့မရဘူးဆိုရင်အခုအနာတိန်တာငါတို့ကတိန်တာလားဟုတ်လားငါတို့တိန်တာလားမမတိလို့ကဟမ်စက်တိုက်လို့မရဘူးဆိုရင်အခု၅နှစ်ပြည့်သွားပြီအနာတိန်တာဘယ်သူကတိန်တာငါတို့ကတိန်တာမင်းတို့ကတိန်တာလား ဟမ်ခွက်ခါပြီးစစ်တိုက်လို့မရမင်းတို့ဘာဖြစ်လို့ငါးနှစ်သိန်းတော့မင်းတို့ဘာမှမအောင်မြင်တာလေဟမ်ငါးနှစ်တော့မင်းတို့သိန်းတာလေမင်းတို့မှကြီးရလေအပြည့်အစုံလက်နဲ့အပြည့်အစုံခဲရန်အပြည့်အစုံတိုင်းပြည်ဗန္နာအပြည့်အစုံလေးရင်ခင်မီလက်နဲ့အပြည့်အစုံစစ်တိငါးသိန်းဟမ်ပြီးတော့အခုစစ်မှုထမ်းနဲ့ထပ်ပြီးတော့ဖမ်းဆွဲအဲ့လောက်အပြည့်စုံနဲ့ပိန်းနေတာတော့မင်းတို့ပိန်းလို့မရဘူးဆိုတာအဲ့ဒီခွက်ခောက်တဲ့ငွေနဲ့တိုက်တာမဟုတ်လို့ကြော်စုံအမေဖာရမကြီးဖာခံတဲ့ငွေမဟုတ်လား ငါတလောက်အင်းရကောင်းတဲ့မင်းတို့ဖွဲ့ကြီးကဘာမှမရှိတဲ့လက်ပလာနဲ့ပြည်သူကိုအာနာလုနေတာငါနဲ့ရှိပြီဒီနေ့ချိန်ကြီးဘာဖြစ်လို့အာနာမရတာဟမ်ဟောက်ပြီးစစ်တိုက်လို့မရဘူးစစ်တိုက်ရဆိုတာအဲ့လိုတိုက်လို့မရဘူးခမရတော့ဘာရင်းနေရှိလဲအာကျွန်တော်တို့ပြည်သူကြီးတွေလည်းတိုက်လို့ခမရပြည်သူတော်ငတ်နေရတယ်ခမရတို့ဘေးနာပြည်သူတော်ငတ်နေရကြည့်လိုက်ပါလားဘာစားရရှိလို့ခမရတို့ဘေးနာပြည်သူမပြောနဲ့ခမရအဲ့မှာ KI ထိတ်ချုပ်ထားတဲ့မျိုးတွေရွာတွေကပြည်သူတော်ငတ်နေတာငါတည်နေလေဘက်ကလည်းခမရတည်နေလေလားငတ်မှာပါမင်းတို့အကုန်လုံးပိတ်ဆို့ပြီးပြည်သူဖြတ်တဲ့ပြတ်ဖြတ်ထားတာလေဟမ်စစ်ကိုမုံအောင်အကြောက်တဲ့အဲ့မျိုးတွေရိုက်တွင်းနေတာလေ ဟမ်တောက်မှာချက်ပြီးတော့ငက်နေတာဘာမှမတော့တောက်ကြမှာဖြစ်ဒီကိုကျွန်တော်တောက်ကြမှာဖြစ်ခင်ဗျားတို့ကကြီးကြီးကျယ်ရှောက်အာကျွန်တော်တို့ကပြည်သူပြည်သူရှိရင်ကျွန်တော်ရှိတယ်ပြည်သူပြည်သူရဲ့ပြည်သူရဲ့မြေတားလည်းကျွန်တော်ရှိတယ်ဘာဖြစ်တာလဲဥစ္စာမှာခင်ဗျားတို့ကြီးဘဲပေါထောက်ကြပါလားဘာမြေတားဆိုအခုမင်းတို့ဘနနစ်ရှိပြီလေမင်းတို့စစ်ခွေးမတာဘလောက်ပေါ်သွားပြီလေအဲ့ဒါပြည်သူမြေတားပဲဟမ်နွားလေးရဲ့တိလားနွားသားရဲ့အဲ့ဒါတိပါဟမ်အခုငါးနှစ်ပြည့်ပြီတော်နိုင်ရေးဟမ်အမမင်းတို့ခွေးဘလောက်မတာပေါ်တယ်မင်းတို့ပြည်သူဒုက္ခပေးတဲ့စစ်ခွေးဘလောက်ကိုတုတ်တင်ရှင်းလင်းနိုင်တယ်အဲ့ဒါအားလုံးကလေပြည်သူမြေတားကြီးပဲတိလားဒါတော့မဲပြမလားမကြည့်လိုက် ။ဘာဖြစ်တာလဲ။တဏ္ဍာကြီးကြိုက်ပြီးတော့ခင်ဗျာဘာဖြစ်တာလဲ။ဘယ်တော့မှခင်ဗျာဖြစ်တာရမယ်လို့မဟုတ်ဘူး။ခင်ဗျာမေတ္တာဆိုတာခင်ဗျာကျွန်တော်တို့လက်ရှိတက်မလို့ခါဆစ်စီရင်စင်းနေတယ်မှာပြည့်သူမြင့်တိုင်တောက်လျှောက်ရတာ။ကဲငါပြောမယ်ကွာ။အဲ့ဒါဆိုရင်ဒီဗီဒီယိုဖိုင်ကိုကြည့်တဲ့သူတွေကို challenge ခေါ်လိုက်မယ်နော်။မင်းပြောတာမင်းတို့စစ်ခွေးတွေကမြင့်တာရတယ်ပေါ့။အဲ့ဒါဆိုရင်ငါနှခုံးမင်းမယ်နော်။တီတူအချစ်တော်လို့ပြောရင်ဘာတူလဲ။ခွေးလို့ပြောရင်ဘာတူလဲ။ဒီဗီဒီယိုဖိုင်ကိုကြည့်တဲ့ညီကောင်မောင်နှမတွေအဲ့ဒီစာလေးတစ်ချောင်းတော့ရေးပြောပါလားမြန်မာပြည်မှာတီတူအချစ်တော်လေးတွေဆိုရင်ဘာတူလဲခွေးလို့ပြောရင်ဘာတူလဲ ဲ့ဒါလေးနဲ့ကျွန်တော်မှန်ပေးပါပါကျေးဇူးပြုပြီးတော့เนาะဟိုကြည့်တဲ့ဗီဒီယိုလူတိုင်းအခုဒီဗီဒီယိုပြီးဆုံးတဲ့အထိကြည့်တဲ့လူတိုင်းအဲ့ဒီစာလေးတစ်ချောင်းတော့မဖြစ်မနေမှန်ပေးပါပါကြော်စိုးဦးတော့ပါเนาะအခုတို့ကြည့်ရအောင်အာတမလို့ဘယ်တော့ဘယ်ညာတိတ်ပြပါလဲလာပါအောင်ကျွန်တော်တို့မမမျိုးကြီးအပြီးတိတ်ပြပါအောင်ကျွန်တော်တို့ခုခုပြတမလို့တိတ်ပြပါအောင်မိုင်းကောင်မျိုးတိတ်ပြပါအောင်နမကောင်တိတ်ပြပါအောင်ပြီးတောင်းဆိုလိုက်တာခင်ဗျာ you wait come you wait you wait ဟမ်အဲ့တော့ဗျာကျွန်တော်တို့ဒီနေ့ပြချုပ်ချင်တာကအညာမကြီးရဲ့ဗီဒီယိုလေးနဲ့ခင်ဗျားတို့ပုံးကြတာကကျွန်တော်မျက်နှာပြောပါလား ထနောင်းပင်နဲ့ထမ်းပင်မှာပုံစံရှိတယ်။ပြီးရင်ကျွန်တော်တို့ကပဲဒီဇဲကိုမြေပဲလို့မပဲလို့ဗျာ။အဲ့ဒီအောင်မှာပုံစံရှိတယ်။တတိယပြည့်ကြီးအစကားရင်းကိုမကွေးလို့မှာတော့ကုံမောင်းတမ်းမြော်စေရတယ်။ကုံမောင်းတမ်းမြော်စေရတော့ဗျာ။ခင်ဗျားတို့အလောင်းနေကြီးတဲ့ထက်မြေဆွေးဖြစ်တပိနေကြီး။အေးအဲ့အဲ့ဒါဆိုရင်မင်းမြန်မာပြည်မှာမြေဩဇာလို့စပြောတာဘယ်ဖက်ကိုစပြောတာ။ဟမ်ဘသူတွေမတောင်မြေဩဇာလို့ပြောတာလေ။မင်းမရှက်ဘူးလား။သူများကအလုံးကြီးမင်းပစ္စတဲ့ကြီးငုံနေမင်းမရှက်ဘူးလား။ဟမ်ကောင်းပါလေ။ကဲမိုက်ဘေးဆက်နေတယ်ဆိုတော့ကောင်းပါလေအဲ့တော့ရွာငန်တချို့ကပြီးတယ်လို့လစ်သွားပြီပြီးခဲ့ရက်ကကျွန်တော်တာစီဝန်တွင်ရွာငန်အဲ့ဒီတချို့မှရှိတယ်ခင်ဗျပြီးတဲ့တွေကပြေးတာကမဲ့လက်နက်တွေကပြီးပြေးတာ လက်နဲ့လက်ပေါင်းခင်ဗျာ80ကျော်မိတယ်ကြီးကြီးစံလေးလက်အများကြီးပဲအများကြီးပဲမိထားတယ်လက်ကြီးလက်ခင်ဗျအဲ့ဒီကျောင်းမှာတက်ကခင်ဗျပိုက်စိတ်တက်ပြီးရှာနေတယ်တောက်ချောက်ကိုရှာနေတယ်ရှောင်းပြီမင်းတို့ရှောင်းသွားပြီအော်မင်းတို့မသေးခြင်းပြီးလားဆိုတော့ဒီလိုနေနေဆိုတော့လက်နဲ့ချလင်းဝင်လက်နဲ့ဝင်အလင်းဝင်လို့ရတယ်လက်နဲ့မဲ့ဝင်လင်းဝင်လို့ရတယ်အဲ့တော့ဘယ်ကနာတော့မင်းတို့ပြောရတာအနုဒေါ်လိုင်းအောင်မြင်မယ်ဆိုရင်လင်းလင်းနဲ့ချစ်တူဘူးလို့ပြေးကြအောင်ရှိဘူး။အခုကခင်ဗျားပြေးတာလင်းလင်းနဲ့ချစ်တူမှမဟုတ်တာ။အဲ့အန်ယူဂျီအုပ်စုတွေခင်ဗျားပြေးတာကောင်းမအောင်ရပါခင်ဗျားဒီထိုင်းမှာမရှိတော့ဘူး။ထိုင်းမှာမရှိတော့ဘူး။ထိုင်းမှာခင်ဗျားလည်းတို့အမေရိကဘယ်တော့ခေါင်းနဲ့ထိုင်းစောင့်နေတဲ့လူတွေနဲ့ပြီးရင်ဩစတြေးလျမှာဩစတြေးလျကိုသွားခွင့်ရဖို့အတွက်စောင့်နေတဲ့လူတွေအတိုင်းပဲလောက်ပဲရှိတော့တယ်။မရှိတော့ဘူး။အကုန်လစ်ကုန်ပြီ။ မင်းတို့မြောက်ပြရတဲ့အတိုင်းပဲအခုလစ်သွားပြီ။နောက်ဒီစင်းပြန်ချုပ်ချင်တာကမင်းတို့ရဲ့အသွေးရဲ့အသားတွေကိုစားတောက်နေတဲ့ပွေစုပ်ဖုတ်ကောင်တွေဖြစ်တဲ့လင်းလင်းနဲ့ချစ်တူရတော့အမေရိကန်မှာဒေါ်လာ၄သိန်း၉သောင်းတန်အင်ဂျီကိုပိုင်ဆိုင်သွားပြီ။ယူလို့ပဲစဉ်းစားကြည့်။အဲ့လူတွေအင်ဂျီကဘယ်ပတ်ဆိုင်နဲ့ဝင်နေတယ်လဲ။ဘယ်ကလောက်အားနဲ့ဝင်နေတယ်လဲ။တို့ရဝင်ဝင်စီချောင်းဘာလဲမင်းတို့ယူလို့စဉ်းစားကြည့်လွယ်လွယ်လေး။လွယ်လွယ်လေး။အဲ့တော့ခင်ဗျာတို့တချင်းနေဆိုအောင်တချင်းဆိုအောင်ခင်ဗျာတို့တချင်းကခင်ဗျာကဘာလုံးကဘာလုံးတိုက်နေတယ်လို့မှမဟုတ်တာဗျာ။ကေပေါ်မင်းသားလည်းမဟုတ်ဘူးဗျာ။ခင်ဗျာလည်းအေးရုပ်ကဘင်္ဂလီရုပ်နေဗျာ။ကဲဒီဒီရုပ်ကြီးကဘယ်သူကအားပေးပါလဲ။လောက်စားပါအောင်။အဲ့လင်းလေးဆိုအောင်ခင်ဗျာ။ မဟုတ်ဟောကလည်းဒီလိုမဟုတ်ဒူဟက်ငါကတပြည့်လူကပြောရင်ငါတော်သေးတယ်ကျော်စိုးဝယ်မင်းမင်းရုပ်မှမင်းအာမနာမင်းသူများတကောဘင်္ဂါလီရုပ်ဟုတ်လားမင်းရုပ်ကအဲ့ဆိုဘာလဲဟမ်မင်းရုပ်ကိုမင်းအနေပြန်ကြည့်ရမင်းဗီဒီယိုဖိုင်တော့မင်းပြန်ကြည့်ရလင်းလင်းနဲ့ချစ်တူဝေဆိုတာလင်းလင်းဟာမြန်မာပြည်မှာသေးသေးဆိုရိုးရိုးတော့မဟုတ်တကယ်စထန်တန်းအတန်းဝင် နော်ချစ်တူဝေဆိုတာလေခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ဆယ်စုနှစ်မကအမှုပညာကိုလှုပ်လာတဲ့သူ အဲ့ဒီနှစ်ယောက်ကပေါင်းစပ်မှုကြော်ကချမ်းသာမှုကိုမင်းကဒေါ်လာ၄သိန်းတန်ဝယ်တဲ့အိမ်ဝယ်တယ်ဆိုတော့မင်းရုပ်ကိုမင်းပြန်ကြည့်အောင်နော်အဲ့တော့လင်းလင်းနဲ့ချစ်တူဝယ်ရလေငါပြောလိုက်မယ်လင်းလင်းနဲ့ချစ်တူဝယ်မှာမဟုတ်အခုတော်လန်ရေးဘက်ကမှပါဝင်နေတဲ့အမှုပညာရှင်တွေအားလုံးကတော်လန်ရုပ်ဘာမှမကူဘူးဘာမှမလုပ်ဘူးသူတို့စီဝါသူတို့အခုအာသာနေလို့ပေါ့နော်တော်လန်ရုပ်ကိုသူမလုပ်သူစီဝါသူအတွက်သူလုပ်နေတယ်အဲ့လောက်ကြီးခြေသက်တယ်ခြေစူးတင်ပြီခြေနဲ့ရုံနေမဟုတ်ခြေစူးပါတင်ဘာဖြစ်လို့လဲသူတို့ဒီ ထင်ရှားကြော်ကြတဲ့ celebrity တွေသူတို့အနောက်မှာပျိတ်တဲ့ပိန်းနဲ့တန်းတဲ့ရှင်ရှိတယ်နော်အဲ့ဒီလူတယောက်ဟာမင်းတို့စစ်ခွေးမျိုးတွေကိုအာမပေးဘူးဆိုတဲ့ကသူတို့အနောက်မှာရှိတဲ့ပြည်သူဟာစဉ်းစားတော့မယ်ငါတို့အားပေးတဲ့အိုင်တော်မှာဒီကောင်တွေကိုအာမပေးဆိုဒီကောင်တွေကဘာကြောက်လဲမင်းတို့ရဲ့ရုပ်မှမှုကိုငါတို့တို့စပီကာဓမ္မတွေကအော်ပြီးတရလိုက်အဲ့ဒါပဲဒီကိုနေ့ကကြော်စိုးပြောတဲ့စကားပေါ့မြန်မာပြည်မှာပြည်သူချစ်တော်လေးတွေပြောရင်ဘ누구ကိုပြောတာလဲခွေးတို့ပြောရင်ဘ누구ကိုပြောတာလဲ အဲ့ဒါလေးကိုအဲကျွန်တော် command လေးတစ်ချက်ဝေးကြည့်ပေးပါနော်ကျွန်တော်ဘယ်ဗီဒီယိုဖိုင်မှကျွန်တော်မတောင်းဘူးဘာလို့ဆိုတော့လက်တွေ့ပြချင်လို့ဒီအရောင်လက်ကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်တွေကိုမြင်အောင်ပြတ်ကျွန်တော်တို့အဲ့လိုလက်တွေ့ပဲပြချင်တာနော်အမှတချင်းဗနဘုတ် ပောက်ပောက်ခဲ့လို့ရခဲ့ရိုးလေးစဉ်းစားကြည့်တေချာလာကဒီတချင်းဗနဘုတ်ပောက်ခဲ့တယ်ဟာဒုက္ခပါပဲနာမည်ကြီးပါလေဆိုတော့ IC ဖွဲ့မှာလင်းလင်းဗနဘုတ်ရေးပေးထားတယ်မင်းသွားကြည့်အောင်ငပိမ့်ရဲ့ မ်မင်းတကယ်စာမသက်ပင်မသက်မင်းသိတယ်မင်းသိတဲ့တည်င်းလောက်ကိုမင်းလိန်ညာပြောတဲ့အစ်င့်မရှိတယ်မင်းစင်ရမင်းမင်းတည်င်းသမားလို့လည်းခိုင်းလို့စာသက်ပေသက်ဆိုတာလေအတန်းပညာအောင်အောင်စာသက်ပေသက်လို့မဟုတ်ဘူးအတိတ်တရားဘလောက်မြင့်မားလဲနော်ဒါမှတာလင်းပညာတက်လို့ခေါ်တာအဲ့တော့မင်းတို့ကစာတာဖတ်လာလားမင်းတို့စာလည်းမတတ်ဘူးမင်းတို့ကစာဖတ်ပေဖတ်စင်မရှိတယ်နော်ဖတ်ပဲဖတ်လာလားပြီးရင်မင်းတို့ကလိန်ကြစ်ကြတာရှိတယ်အဲ့တော့လင်းလင်းနဲ့ချစ်တူဝေး အထိုးမင်းကတိုက်ခိုက်မယ်ဆိုရင်ကိုအစင်ကိုကိုပြန်ကြည့်နော်ငါတို့ဘက်ကအပြက်ပြောတာလင်းလင်းချစ်တူဝင်မှာမဟုတ်ဘူးနောက်ထပ်နောက်ထပ်အခုတော်လိုင်းမှာလုံနေတဲ့လူတွေကမလုံဘဲနဲ့ကိုစီဝါကိုလုံတဲ့လူတွေကတော်လန်ရေးဘက်ပြည်သူဘက်ကိုပြည်သူတစ္ဆာကိုတိစွာနဲ့စောက်တိစွာနဲ့ပြည်သူပဲအများစုပေါ့နော်ပြည်သူဆိုညံမှာဒီညံမှာမင်းတို့ကပ်ပြောအောင်မယ်ညမာလူဦးရေအများစုပြည်သူဘက်မှာရက်တီပေးတာနဲ့လေပြည်သူကကျေးဇူးတင်စီစီလေးပေါ့ငါတို့တွေအားပေးခဲ့တဲ့အမှုပညာ ရှင်ဒီကွာငါတို့ဒုက္ခရောက်တဲ့ချိန်မှာเนาะဒီငါတို့ရဲ့ရန်သူဖြစ်တဲ့ဒီလူယုံမာတွေနဲ့မပေါင်းတင်ဘူးเนาะငါတို့ယေရှုတရားကိုတိတက်တယ်တကယ်ယေရှုတင်တယ်ကွာအာသာနီတို့ယေရှုတင်တယ်เนาะဟာအာသာနီအစင်ပြေရတယ်ဟဲ့အေးဝမ်းတာရဲ့သူမလေးလားဟာလင်းလင်းတို့ချစ်သူတို့အစင်ပြေတယ်ဒါငါတို့တော်တယ်လူတိုင်းရဲ့ဆန္ဒပဲတိလားအဲ့လောက်စင်တယ်တက်မလားနဲ့မင်းအဲ့လောက်တွေးခေါ်လဲလို့ဘာမှမဖြစ်တော့ဘူးငါတို့ကเนาะတကကခမရိုးရဲ့အသွေးတွေအသားတွေတော်လိုင်းခေါင်းဆောင်ကခမရိုးလိန်စားသွားတဲ့ငွေတွေကဲဒါကတော့အားလုံးကြားတဲ့အတိုင်းပဲ လင်းလင်းနဲ့ချစ်သူကိုအိမ်ဝဲတာကိုဖောင်းထုတ်နေတဲ့ကြော်စုံတို့ချင်းချင်းဆိုတဲ့ဟာမျိုးမှာကျွန်တော်တို့ကတုတ်ဖန်ငါဖန်လိုက်เสียမလို့ကျွန်တော်တို့ဒီဒီအချိန်မှာပါလဲတော်လှန်ရေးဖန်နေပဲဗျတော်လှန်ရေးဖန်ပဲကျွန်တော်တို့ရဲ့အိုင်ဒေါ်ဒီပါလဲတော်လှန်ရေးပဲကိုယ့်အိုင်ဒေါ်အတွက်ကိုယ်အလုပ်လုပ်ရမယ်ဒီစိတ်လေးကိုလူတိုင်းကိုရင်ထဲမှာကဲအောင်စေချင်ပါလေเนาะအဲ့တော့ဒီလိုခွေးမျိုးတွေဝမ်းတောင်လေလေမပြနဲ့เนาะခမားတို့လေလေအဲ့ဒီခွေးတွေမျောတဲ့တွေ့လား အဲ့အဲ့လက်တွေပဲနော်ဒါလေးကိုတိမထင်ပါနဲ့အားလုံးဂျေဆုတင်ပါတယ်ဒိုမင်းကပြောတယ်စံဖို့ပါတီယာတဲ့ဟိုဝင်ရောက်ရှင်ပြိုင်ရေးစံဖို့ပါတီယာဂျိုဂျိုနေရွက်ပဲ့တွေပဲရှိတယ်ပေါ့အော်ဟိုမီးလိမ့်ဖင်ဆောင်လားမသိဘူးသူပြောတာစကလုံးအတုံးထုံးနဲ့လွှဲရင်တော့လွှဲမှာပြအဲဆိုတော့အခုလက်ရှိစံဖို့ပါတီထဲမှာဒေတာကိုခေါင်းဆောင်ဘိုင်းမှာပါတဲ့ဘူးလက်တို့နော်မင်းကင်းမောင်မြင့်တို့ဒီမင်းကင်းမောင်မြင့်ကဘာပြောထားလဲဆိုတော့စာပေဟောပြောဝဲတွေကနိုင်ငံတော်ကိုဖျက်ဆီးတယ်ဆိုပြီးတော့ เนาะပြောထားတယ်ဆိုပြီးဒီမှာတယောက်ကတင်ထားတွေ့တယ်ကြည့်လိုက်မယ်เนาะကျွန်တော်တို့မင်္ဂလာတနေ့ကင်းပါခင်ဗျအဲ့တော့မနေ့ရတော့ကျွန်တော်ကဒါတစ်တော့မှာ post ကိုတင်လိုက်တယ်ပေါ့เนาะအဲ့ post ကတော့ size ရနေဝင်းမြင့်ရဲ့ဒီစာပေခေါ်ပြောဖို့လေးကိုအာတတော်လေးရတဲ့အကြောင်းအဲ့ဒီစာပေခေါ်ပြောဖို့ကဘာမှတော့ထူးခြားမပါပါဘူးသူတို့ရွာကစီပင်ညတ်ဆရာရဲ့အကြောင်းလေးကိုသူက ပန်တော့ပြီးတော့မှတင်ပြထားတာပါအဲ့ဒါနဲ့ကျွန်တော်လည်းဒါလေးကိုဟိုကိုငယ်ဘဝကြုံတွေ့ခဲ့ရတဲ့စပင်ညတ်တဲ့အတွေ့အကြုံလေး ਨੇ ကျွန်တော်ကနှိုင်းရှင်ပြီးတော့မှကျွန်တော်လည်းပြောပြလိုက်တာပေါ့နော်အဲ့ဒီခါမှာဒီဥအောင်လို့အကောက်မှရေးထားတယ်ဗျသူတပ်ပုံနဲ့ပါပါတယ်သူကကျွန်တော်ကိုဘာမှချက်ပြုတယ်ဆိုလို့ရှိရင်တော့စာပေဟောပြောပွဲတွေမြန်မြန်နားထောင်ပြီးပါတဲ့စာရေးဆရာဆိုအောင်နားထောင်ပြီးရင် လူတူသဘောသားအခြေအနေတွေသဘောပေါက်ဖို့နှိစက်မယ်လို့ယူဆမိပါတယ်ဆိုပြီးကျွန်တော်အဲ့လိုပြောလာအဲ့တော့အဲ့ဒီပုဂ္ဂိုလ်ကိုလည်းကျွန်တော်က reply ပြန်လိုက်တယ်ပြန်လိုက်တာတော့ဗာလဲဆိုရင်လူကြီးမင်းလဲအကျိုးပြုအကျိုးပြုစာပေတွေကိုများများဖတ်ပြပါလို့ကျွန်တော်အဲ့လိုပဲအကြောင်းပြန်လိုက်တယ်ဒီဥရောဆိုတဲ့ပုဂ္ဂိုလ်ကသူ့ကိုကျွန်တော် equated ပေါ့တိတ်မဆက်စုရမယ်သူ့ရဲ့ဒီ profile မှာတော့ UEC လို့ရေးထားတဲ့ခါကျတော့သူက basic UEC ကလူလဲတော့မသိဘူးပေါ့ဗျာ။နော်ခံထားတဲ့လူလားဝန်တန်းလားဒါကျွန်တော်မသိဘူး။ဒါပေမဲ့ဒီပုံကူတွေကပွင့်လင်းပြောလို့ရှိရင်တော့ဒီနေ့တစ်ဖက်ကပါနေပြီဆိုတော့ကျွန်တော်မြင်တာပေါ့။စာပေဟောကြားဝင်နားထောင်လို့ရှိရင်ဒီပြီးသက်တည်းရဲ့လက်ခုပ်တံကိုရအောင်နော်။အဒီဘက်ကိုရိမ့်တဲ့စာတွေ ်တမတော်အစိုးရမကောင်းတဲ့အကြောင်းတွေအနေဤပြည်ခံပြုအစိုးရမကောင်းတဲ့အကြောင်းတွေကိုအပုတ်ချပြီးတော့မှတရားရတော်လည်းကောတွေ့ရတော်လည်းကောပြောတဲ့စာရေးဆရာတို့ပေါ့ဗျာညီမင်းညူတို့ဓာတုမောင်ဖုံးတို့ချစ်ဦးညူတို့စသည်အားဖြင့်ပေါ့ဒီစာရေးဆရာတွေပြောတဲ့ဟာတွေကိုလူတွေကလက်ခုပ်တီးလို့ရှိရင်အဲ့ဒီလက်ခုပ်တီးကြအမှန်လို့ဒီဥအောင်ဆိုတဲ့ပုဂ္ဂိုလ်ကယူဆနေပုံရပါတယ်အဲ့တော့ ဒီစာရင်းဆရာတွေကအနီဘက်ကိုရိမ့်တဲ့စာဆိုတော့အနီဘက်ဆိုတာဘာကိုပြောတာလဲမသိဘူးเนาะကျွန်တော်တို့လက်ရှိစာရင်းဆရာတွေပြောတဲ့ဇာတ်ကားဒီအမှားနဲ့အမှန်အောင်ပဲခွဲခြားရမှာပါเนาะအနီလိုလားတဲ့တူဒီအများစုပေါ့เนาะအနီထဲမှာလည်းမကောင်းတဲ့လူတွေရှိတာဒါပုံဝင်လင်းလင်းပဲအစိမ်းထဲမှာလည်းကောင်းတဲ့လူတွေရှိမှာပဲဒါပေမဲ့လို့ကျွန်တော်တို့နဲလို့များကြီးကိုကြည့်ရမယ်အနီဘက်ရိမ့်တဲ့စာလားအမှန်နေပြောတဲ့ဘက်မှာအနီကရှိနေလို့လားကိုရင်ကပြောလို့လက်ရှိတိုင်းပြည်ကို เนาะအနီဘက်ကပြောမှာပေါ့အဲလက်ရှိစစ်တပ်ကဖျက်ဆီးခဲ့လို့တိုင်းပြည်နှိပ်ကြတယ်ဆိုတော့ဒီစကားဒါကိုအစိမ့်နေလက်ခံတယ်စိမ့်အစိမ့်ဆိုတဲ့နေရာမှာဒါဟိုတမ်ပိုပါတီဝင်တွေကိုပြောတာမဟုတ်တော့ဒီအငယ်တို့လိုမျိုးဒီစစ်တပ်ကနေဘောင်းဘီချွတ်လာတဲ့စစ်ဗိုလ်ချုပ်လူတစုလက်ခံမှာမခံပါဘူးအဲ့ဒါဆိုရင်ပြန်ကြည့်လိုက်အဲ့ဒီအဲ့ဒီစာရေးဆရာကြီးပြောတဲ့ဒီစစ်တပ်ဖြည့်စည်းလို့တိုင်းပြည်ကအခုလိုနှိပ်ကြဆိုတဲ့ဇကားကြီးမှားလားမှန်လက်ခုပ်တီးတဲ့ဇကားတွေဒီเนาะအဲ့လိုဇကားမျိုးကိုပြောလိုက်ရင်ပြည်သူကလက်ခုပ်တီးတယ်မအောင်ပါ ဒါဆိုရင်ဒီစကားကမှားလားမှန်လားထောင်အင်္ဂါတော့ဆိုပိုတိတယ်1960မြန်မာပြည်အခြေအနေနဲ့62ကနေအာနာတိလိုက်တာ2010ရောက်သွားတဲ့အခြေအနေတိုင်းပြည်ဟာတိုးတက်လာတာလားဆုပ်ယုပ်လာတာလားကိုယ်နိုင်ငံတကူတည်းကိုတော့ကြည့်လို့မရဘူးနော်တိုးတက်တယ်ဆုပ်ယုပ်တယ်ဆိုတာအေးငါတို့ငငယ်တုန်းကတော့နော်ဘာမှငါတို့ရွာမှာမီးမရှိဘူးကွာအခုငါတို့ကြီးလာတဲ့အချိန်ကျတော့လျှက်စစ်မီးရပြီဒါတိုးတက်တာမဟုတ်ဘူးတိုင်းပြည်ရဲ့တိုးတက်မှုနှုံးဆိုတာအားလုံးသိတဲ့တိုင်း ကိုလက်အောက်ကငယ်နေတဲ့တိုင်းပြည်တွေအခုကိုနဲ့ဘယ်အနေထားရောက်သွားပြီလဲနော်တချိန်ကကိုကိုမှော်ကြည့်ရတဲ့တိုင်းပြည်တွေအခုအဲ့တိုင်းပြည်ကကိုနဲ့ဘယ်အနေထားရောက်သွားပြီဒါတွေကိုနှိုင်းရှင်မှတ်တာလေငါတို့တိုင်းပြည်ဟာတိုးတက်လားဆုတ်ယုတ်လားဆိုတီးလို့ရတယ်ခစ်ကြီးကတော့ပြောင်းလဲနေတဲ့အတွက်သူများနိုင်ငံမှာဖုံးပေါ်သလိုကိုယ့်နိုင်ငံမှာဖုံးပေါ်မှာပဲငါတို့ငယ်ငယ်တုန်းကဖုံးမရှိဘူးကွာအခုဖုံးနေရှိတယ်ဒါဟာတိုင်းပြည်တိုးတက်တယ်ဆိုရင်တော့ဒါပညာမဲ့စကားပဲဖြစ်လိမ့်မယ်ဟုတ်တယ်နော်အဲ့တော့ မှားတာမှန်တာကိုပဲကျွန်တော်ကြည့်ရမယ်။စာရေးဆရာဘယ်သူပြောတဲ့ပင်စကားကမမှားနေဘူး။စာရေးဆရာဘယ်သူပြောတဲ့ပင်စကားတော့မဟုတ်ဘူး။စတဲ့ဖြင့်ထောက်ပြမယ်ဆိုရင်ဒါမျိုးပဲဖြစ်နေတယ်။အနီဘက်ရိမ့်တဲ့စကားလို့ဘာဟိုကျန်ကိုင်းပါတီကိုမကောင်းတဲ့စကားလို့ဆိုတာမျိုးကျန်ကိုင်းပါတီကိုမကောင်းပြောရင်ဒီဥစ္စာဒီကျန်ကိုင်းပါတီရဲ့ကောင်းနေတဲ့တန်းနဲ့တမင်တက်တက်ဆွတ်ဆွဲပြီးမကောင်းပြောတာလား။မကောင်းလို့မကောင်းဘူးပြောတာလား။ဒါရှိချင်းလေနော်အဲ့တော့စပြောပါဒီ ဆရာကြီးဆရာကြီးချစ်ဆန်ဝင်းတို့เนาะဟိုလေဆွေးနာဆုတ်ချစ်တို့နောက်တစ်ခါကျွန်တော်တို့ကစောစောပြောတဲ့ဒါဟိုဆရာကြီးဆရာတို့ဆိုရင်တော့ကျွန်တော်ကထိုက်သိမ်းတော့နားထောင်ပါတယ်ဘူလူတွေကနားထောင်စရာအကြောင်းမရှိဘူးလေဘာကြောင့်လဲဆိုတဲ့အခါကျတော့နိုင်ငံအကျိုးပြုတည်စားမှဟုတ်မဟုတ်တာကိုသူအတင်းဖြင့်ပြောတဲ့အစင်ပဲရှိတာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်နိုင်ငံအကျိုးပြုတဲ့စာဆိုတာဘာကိုပြောတာလဲမသိဘူး။နော် အဲအဲ့ဒါလေးသိချင်နိုင်ငံဆိုတာဘာကိုပြောတာနိုင်ငံဆိုတာစစ်ဘုံချုပ်လူတစုကိုနိုင်ငံလို့ပြောတာအဲ့ဒီစစ်ဘုံချုပ်လူတစုကိုအကျိုးပြုတဲ့စာမှနိုင်ငံကိုအကျိုးပြုတဲ့စာလို့တတ်မှတ်တာလားဒါမှမဟုတ်ပြည်သူကိုအကျိုးပြုတဲ့စာမှနိုင်ငံအကျိုးပြုတဲ့စာလို့တတ်မှတ်တာလားအဲ့တော့ခုနကပြောတဲ့ဟိုစာရေးဆရာတွေဒီဘယ်အချက်ဒီပြည်သူကိုအကျိုးမပြုဘူးစတဲ့ပြောနိုင်ရမယ်အဲ့တော့နိုင်ငံအကျိုးပြုတယ်ဆိုတာနိုင်ငံတော်ဆိုတာဘာလဲစစ်ကောင်းဆောင်တွေရဲ့နိုင်ငံတော်လား စစ်ကောင်းဆောင်တွေကိုနိုင်ငံတော်လို့တတ်မှတ်ပြီးတော့နိုင်ငံအကျိုးပြုတဲ့စာလို့လိုက်ရှာမယ်ဆိုလို့ရှိရင်တော့မှန်တာပြောတဲ့လူတွေကအကုန်မှားကုန်မှာပေါ့ဟုတ်တယ်နော်အဲ့တော့ပြောပြောဒီဗီဒီယိုဗိုင်းပြီးအောင်နားထောင်မယ်နော်တို့တို့ရဲ့ရှင်းကျင့်မှုနဲ့ကျွန်တော်တို့ရဲ့အုံတော်လောက်ကိုတော့အဲ့ဒီဥအောင်ဆိုတဲ့ပုဂ္ဂိုလ်ကတို့လာပြောတယ်ဆိုတာဒီဒီဗိုင်းနဲ့စားဖို့လူတွေလို့ကျွန်တော်အဲ့လိုပဲပြောချင်တယ်တွေးလေးမှအောင်ပေါ့ဗျာနော်ကျွန်တော်တို့မှာရှင်းကျင့်မှုရှိတယ်မျိုးချစ်စေရှိတယ်ကျွန်တော်တို့မှာအသိဉာဏ်တွေရှိတယ်လို့ကျွန်တော်ကခင်ဗျားတို့အဲ့လိုပဲတုံ့ပြန်ခြင်းပါတယ်ဗျာ ကဒါကတော့အားလုံးကြားတဲ့အတိုင်းမင်းကြီးမောင်မင်းကြီးမောင်မင်းကတစ်ချိန်ကဒုနိုင်ငံကြီးဝင်ကြီးလုပ်ခဲ့တယ်လို့စစ်တပ်မှာလည်းစစ်ခေါင်းဆောင်တွေထဲမှာပေါ့နော်ပါခဲ့တဲ့သူတယောက်အဲ့တော့ဘောင်းပြည်လဲပြီးတော့ကျန်းဖို့ပါတီတွေရောက်လာတယ်ကျန်းဖို့ပါတီခေါင်းဆောင်ပိုင်းမြန်မာနေတယ်ထုံးစံအတိုင်းပေါ့အဲ့တော့ဒီနေရာမှာသူ့ကိုပြောချင်တာကလေတကယ်ပဲဒီပုံပုံတွေကမြန်မာပြည်မှာရှိတဲ့ပြည်သူအများစုတီသူတို့ကိုလက်ခံတာမခံတာကိုတကယ်မတိတာလားဒါမှမဟုတ်တကယ်မတိလို့ဆိုလို့ရှိရင်တော့ ဒါဟာတော်တော်ကိုဝမ်းနည်းဖို့ကောင်းတဲ့အရာကြီး။အော်တိရဲ့သားနဲ့ငါတို့ပြောတာမှလက်ခံမှပြည်သူငါတို့ပြောတာကိုပဲပြည်သူကလက်ခံရမယ်ဆိုလို့ရှိရင်တော့လေဒါသူတို့အတန်အဆင့်တန်းပေါ့နော်။အဲ့တော့ပြောချင်တာကတကယ်အခုဒီမှာမှန်ဝါတဲ့သူတွေဒီစာပေဟောပြောပွဲတွေမြန်မြန်နားထောင်ပေးပါစာရေးဆရာစုံအောင်နားထောင်ပေးလူလူသဘောထားအခြေအနေတွေသဘောပေါက်လာမယ်။ နီးစပ်လိမ့်မယ်လို့ယူဆမိပါတယ်ဆိုသူပြောတာရှင်းရှင်းလေးအနီဘက်ရိမ့်တဲ့စာတွေကိုခမားပြောသလိုပေါ့ဗျာအနီဘက်ရိမ့်တဲ့စာတွေကိုနားထောင်ပါလို့သူပြောတာမဟုတ်ဘူးစာရေးဆရာစုံအောင်နားထောင်ပါစာရေးဆရာအစုံနားထောင်ပါအဲ့ဒီအစုံနားထောင်ပြည်သူ့ရဲ့တဘောထားကိုတည်လာနိုင်တယ်အဲ့ဒါရှင်းရှင်းလေးပြည်သူ့တဘောထားကချက်ဖို့ပါတီကိုပြည်သူအများစုကြိုက်လားမကြိုက်ဘူးလားနော်2015မှာမင်းကင်းမောင်မြင့်နိုင်ခဲ့လားအဲရှုံးခဲ့လားနော်2020မှာနိုင်ခဲ့လားရှုံးခဲ့လားဘာဖြစ်လို့ရှုံးလဲ ဲ့ဒါအပြေပဲအဲ့တော့ပြည်သူကဘာဖြစ်လို့မယွေးရှဲတာလဲတကယ်ပြည်သူစံနာကိုလက်ခံရဲလားပြည်သူစံနာကိုလက်ခံရဲဆိုရင်အန်ကယ်တင်နဲ့နော်ပို့တခုတင်လိုက်အနီးဆက်ဆုံးစစ်တမ်းဒီနေ့ခေတ်မှာပြည်သူတွေနဲ့အနီးဆက်ဆုံးစစ်တမ်းဒီလူမှုကွန်ရက်ပဲအဲ့တော့ Facebook မှာပို့တခုတင်လိုက်ပါနော်အကောင့်အစ်စ်နဲ့ဝင်မှတ်ခိုင်းပါဘယ်နေ့ဘယ်ရက်မှာပို့တင်မယ်တခါလဲကြေညာပြီးမှတင်ပါကျွန်တော်တို့ကဝိုင်းကြော်ညာပြီးလိုက်မယ်နော် မြန်မာပြည်သူတွေကခမရတို့စစ်ခေါင်းဆောင်တွေအဟောင်းတွေရောအစ်တစ်တွေရောတိုင်းပြည်အတွက်ကျေးဇူးရှိတယ်လို့တတ်မှတ်ထားလားတိုင်းပြည်ကိုဖျက်ဆီးခဲ့တဲ့ဒူလို့တတ်မှတ်ထားလားပြီးလို့ရှိရင်လက်ရှိကျန်းဖို့ပါတီပေါ့နော်ခမရတို့ခေါင်းဆောင်တွေနဲ့ကျန်းဖို့ပါတီကိုပြည်သူအများစုကကြိုက်လားမကြိုက်ဘူးအဲ့ဒါလေးကိုစစ်တမ်းကောက်ကြည့်ပါလောက်ရဲမဲ့ဆိုရင်ပေါ့နော်ပြည်သူစံနာကိုလက်ခံရဲမဲ့အကောင့်တုနဲ့ဝင်မှန်းတဲ့ဟာတွေကိုမယူနဲ့ဘယ်ဘက်ကပဲမမှန်အကောင့်တုတွေနဲ့ဝင်မှန်းတဲ့ဟာကိုမယူနဲ့ နော်အကောင့်အစ်စ်နဲ့ဝင်မှန်းနဲ့စစ်တမ်းကိုပဲယူပါစစ်တမ်းကောက်ရဲမယ်ဆိုရင်ပေါ့နော်အခုပြမစုံတင်ဆက်ပေးခြင်းတဲ့ရင်ကတော့ကချင်ပြည်နယ်ကဝိုင်းမော်နဲ့ဗမော်မြို့တိုက်ပွဲတွေမှာအချက်ဖက်စစ်တပ်ရဲ့ကာကင်းစခန်းတွေနဲ့တဆွဲထားရနေရာတွေကို GIA ပူပေါင်းတပ်တွေကဇက်တိုက်ပြန်လဲသိမ့်ပိုက်လာပြီးစစ်တပ်ကဗိုလ်မှူးတအုပ်အပါဝင်သေတဲ့သူတွေတော်တော်ကိုများနေပြန်တယ်လို့ KIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကိုတိုင်ရန်ကုန်ခေတ္တကိုအတည်ပြုပြောထားပါတယ် အော်တိုဘလာ6ရက်နေ့ကဆိုရင်ဝိုင်းမော်မြို့နယ်မှာအချက်ဖက်စစ်တပ်ရဲ့ခက်လိုက်ရ58တရင်ကစစ်တပ်နဲ့ပူးပေါင်းအဖွဲ့တွေဟာ GIA တပ်တွေရှိရာလမ်းမြန်ကျေးရွာဘက်ကိုခတ်တီတီနဲ့စစ်ကြောင်းထိုးလာတဲ့အချိန် GIA ပူးပေါင်းတပ်တွေကပြန်လည်တိုက်ခိုက်ချေမှုန်းပြီးတဲ့နောက် အော်တိုဘာလာရှင်းနေဖြစ်တဲ့မနေ့ကပဲစစ်တပ်ရဲ့ကာကင်းစကန်တချို့ကပါထိုးစစ်ဆင်တက်ခတ်တိမ့်ပတ်လိုက်တယ်ဆိုပါလေအဲ့ဒီအချမ်းပတ်စစ်တပ်စစ်ကြောင်းကတော့သူတို့ရဲ့မူလတဆွဲထရဝိုင်းမော်မြို့ကခလာရ58အထိပြန်ဆုတ်သွားကြတဲ့အခြေအနေဖြစ်သွားပြီလို့လေ GIA ပြောခွင့်ရဗိုလ်မကြီးနော်ဘူးကအတိအပြုပြောထားပါတယ်ဒါပြင်တစ်ဖက်ကဗမော်မြို့မှာလေတိုက်ပွဲတွေနေ့စဉ်ပြင်းထန်နေပြီး GIA ပူပေါင်းတပ်တွေကအချက်ဖက်စစ်တပ်ရဲ့ခလာရ40ခွန်အနီးစစ်တပ်တပ်ဆွဲထားရနေရာ၄ခုထက်မနည်းကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အပြင်စစ်တပ်ကဗိုလ်မှူးတအုပ်အပါဝင်ထေတဲ့သူတွေတော်တော်ကိုများနေပြန်တယ်လို့ KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကိုတိုင်ရန်ကုန်ကစ်တစ်ကိုအတိအပြုပြောထားပါတယ်လက်ရှိကချင်ပြည်နယ်ကဝိုင်းမော်နဲ့ဗမော်ဘက်တွေမှာအချက်ဖက်စစ်တပ်ရဲ့တပ်ဆွဲထားရနေရာတွေနဲ့တပ်စခန်းတွေကို GIA ပူပေါင်းတပ်တွေကဇက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်တပ်ကိုတံပြန် ထိုးစစ်ဆင်နေပြီဖြစ်တယ်လို့ GIA သတင်းရင်းမြစ်ကလည်းပြောထားပါသေးတယ်ခင်ဗျ။အဲ့ဒီတိုင်းငံစစ်ဆင်ရေးစတင်ခဲ့တဲ့အောက်ဂလာနဲ့စက်တင်ဘာလအတွင်းမှာလေမော်လိုက်မြို့နယ်မှာရှိတဲ့အချမ်းဖတ်စစ်တပ်ရဲ့ထော်တာရွာပူစော်တီစခန်းအော်စည်းခုံရွာစခန်းညောင်ဝန်းရွာပူစော်တီစခန်းနောင်ပင်းရွာစကန်ကုန်းနားပင်းရွာစကန်ကုန်းနဲ့တောင်အင်းရွာစစ်တပ်စကန်စုစုပေါင်းစကန်6ခုကိုတော်လိုင်းဤပူပေါင်းတပ်တွေကတင်ပိုင်ရရှိခဲ့တယ်ဆိုပါလေ အဲ့ဒီစကန်သိန်းတိုက်ပွဲတွေကနေအကြံဖတ်စစ်တပ်ဘက်ကစစ်သားတွေပူစောထီးတွေအပါဝင်စစ်တုံးမှအများပြားကိုလည်းဒေါ်လာရင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားတာတွေရှိတဲ့အပြင်လက်နက်ခဲယံတွေလည်းတင်းစီရရှိခဲ့သေးတယ်လို့မော်လိုက်ဒေါ်လာရင်းအင်အားစုရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အဲ့ဒီစကန်သိန်းတိုက်ပွဲတွေကိုမော်လိုက်ခိုင်ပီဒီအတရင်တပ်ဖွဲ့တွေပကပပအဖအဖွဲ့တွေအားလုံးအတူတူကပူးပေါင်းပြီးလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လက်ရှိမှာတော့အဲ့ဒီနေမီတဝိုက်ကိုဒေါ်လာရင်းတပ်တွေကပဲအဓိကထိန်းချုပ်ထားပြီး စီအေးကတော့ဆက်လက်တင်းမာလာမဲ့သဘောရှိနေတယ်လို့လည်းမော်လိုက်တော်လန်ရေးအင်အားစုရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာစကိုင်းတိုင်းကမော်လိုက်မြို့နယ်မှာတော့အချက်ဖက်စစ်တပ်ဘက်ကစစ်မှုရန်တပ်သားတူပြူစော့တီ2ဦးနဲ့စဲအိမ်မှု2ဦးတို့ဟာလက်နက်6လက်နဲ့အတူစက်တင်ဘာလအတွင်းမှာပဲတော်လန်ရေးတပ်တွေစီမှာအလင်းဝင်ရောက်လာကြတယ်လို့မော်လိုက် revolution တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့အထက်က စစ်မှုထမ်းတပ်သားတစ်ကတော့ဟန်ထီဦးဆိုသူဖြစ်ပြီးစေအီမူကတော့ဂျိုကုန်းကြည်ရွာကကိုကျော်မင်းထီဆိုသူဖြစ်တယ်လို့ပြူစောတီနှစ်ဦးကတော့ရွာတိရွာကမင်းစောထွန်းနဲ့နောင်ပိန်ရွာကလွင်မိုးဆိုသူတို့ဖြစ်တယ်လို့ဆိုပါတယ်လက်ရှိမှာတော့အဲ့ဒီလိုအလင်းဝင်လာတဲ့သူတွေကိုတော်လန်ရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်ဂုံပြုစုငွေလက်ချင်းမြေပေးထားပါတယ်လို့မော်လိုက် revolution တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ် အလားတူတစ်ဖက်ကတရင်သားကြီးတိုင်ပလောမြို့နယ်မှာလဲအော်တိုဘာလ6ရက်နေ့ကပဲအချက်ဖက်စစ်တပ်ရဲ့ခလာရ101တရင်ကိုအပုတ်ခံထားရတယ်စစ်မှုရတတတအူဟာသူကင်ဆောင်တဲ့လက်နက်နဲ့အတူ KNL တမဟာလေးစီမှာအလင်းဝင်ရောက်လာတဲ့အတွက်သူကိုလည်းလက်နက်ပါပါလာတဲ့အတွက်ဒေါ်လာရင်းတပ်တွေကဂုံပြူစုငွေပါချီးမြှင့်ပေးထားပါတယ်လို့ GNU Bitway ခရိုင်ကသတင်းထုတ်ပြန်ထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ ASEAN ဘုတ်ဘောတူညီချက်၅ချက်အကောင့်ထဲပေါ်ရေးအပါဝင် မြန်မာအရေးဆွေးနွေးဖို့မလေးရှားနိုင်ငံကြီးဝန်ကြီးဟာမြန်မာနိုင်ငံကိုတရက်တာလာရောက်ပြီးမင်းအွန်လိုင်းအပါဝင်အကြံဖက်စစ်တပ်ထိပ်ပိုက်နဲ့တွေ့ဆုံမယ်လို့မလေးရှားအစိုးရကသတင်းထုတ်ပြန်ထားပါတယ်။အဲဒီလိုမြန်မာအရေးအတွက်မြန်မာနိုင်ငံလာမဲ့မလေးရှားဝန်ကြီးခီးစင်ဟာဒီကနေ့အောက်တိုဘာလ9ရက်နေ့တရက်တာခီးစင်ပဲဖြစ်တယ်လို့လည်းဆိုပါတယ်။အဓိကကတော့မလေးရှားဝန်ကြီးရဲ့အခုလိုတရက်တာမြန်မာနိုင်ငံခီးစင်ဟာလက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတဲကိုဖြည့်ရှင်းရေးအတွက်အာဆီယံဘုတ်ဘောတူညီချက်၅ချက်အကောင့်ထဲပေါ်ရေး ရွေးကောက်ပွဲအရေးနဲ့အလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရေးအပါဝင်မြန်မာအရေးကိစ္စရက်တွေကိုနေပြည်တော်မှာအချက်ဖက်မင်းအွန်လိုင်း news source နဲ့တန်းဆွေတို့ကိုတွေ့ပြီးဆွေးနွေးသွားမှာဖြစ်တယ်လို့မလေးရှားအစိုးရကထုတ်ပြန်ထားပါတယ်။အဲ့ဒီတရက်တာခီးစဉ်အတွင်းမလေးရှားနိုင်ငံသားရေးဝန်ကြီးနဲ့အတူအာဆီယံအထူးကိုယ်စားလှယ်ဘာလိုက်ပါလာမှာဖြစ်ပြီးတော့ဒီလိုမလေးရှားနိုင်ငံသားရေးဝန်ကြီးရဲ့တရက်တာခီးစဉ်နဲ့ဂျာဝင်စစ်ဆေးမှုဟာအာဆီယံဥက္ကဋ္ဌရဲ့လုတ်ပိုင်ခွင့်နဲ့မြမအချက်တဲကိုဖြည့်ရှင်းဖို့ဂျာဝင်ဆောင်ရွက်ပေးတာဖြစ်ပေမဲ့ မလေးရှားအစိုးရအနေနဲ့ကတော့မြမအချက်တဲကိုမြမတွေကိုယ်တိုင်ပဲဦးဆောင်ဖြည့်ရှင်းဖို့ကသာပုံမအပိထောက်ခံတယ်လို့လည်းပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်း6ဦးမြို့နယ်ကဘုံတိုကျေးရွာစီမင်းထွန်းပွဲကိုအချက်ဖက်စက်တကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူတွေတိတ်ဆုံးခဲ့မှုကိုနိုင်ငံတကာသတင်းမီဒီယာတွေကထိတ်တန့်သတင်းအဖြစ်ဖော်ပြနေကြပြီးဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စစ်တပ်ရဲ့စီရဆွမှုကျူးလွန်မှုကိုလည်းအရေးယူနိုင်ရေးအတွက်အယူကြီးကဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ပြောထားပါတယ် ဆက်ထဲမှာပဲချင်းပြည်နယ်မင်းတပ်မြို့မှာရှိတဲ့ border ဆောင်ចောင်းကူအကြမ်းဖက်စစ်တပ်ကလေနဲ့ပုံကျဲတော်မှုကြောင့်ចောင်းသား၃ဦးနဲ့မတန်ဆွမ်းအမျိုးသမီး၃ဦးသေဆုံးသွားတဲ့အပြင်ចောင်းမဲမြို့နယ်မှာလည်းအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နတ်မန်တရာပျက်စီးသွားတယ်လို့သက်ဆိုင်ရာတော်လှန်ရေးတပ်တွေကသတင်းထုတ်ပြန်ထားကြပါတယ်တစ်ဖက်မှာတော့မကွေးတိုင်းကစလင်းမြို့နယ်မှာငွေတောင်ကျေးရွာကိုအကြမ်းဖက်စစ်တပ်လက်အောက်ကလက်နက်ကင်ပြူစောတိအဖွဲ့ကဝင်ရောက်လာပြီးလူငယ်ခုနှစ်ဦးကိုစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးသွားပြန်တယ်လို့ ပြည်သူညီနောင်စလင်းအဖွဲ့တာဝန်ခံကိုပြည်သူကရန်ကုန်ခေတ်တစ်ခုပြောပါတယ်။ဒါရဲ့ channel ကိုမြင်ကြကြတယ်ဆိုရင် like and subscribe ကိုပြည့်ခဲ့ပုံမိကြပါနဲ့။ကြည့်ရှုပြီးတဲ့သူတိုင်းကိုလည်းအထူးအထူးကျေးဇူးတင်တယ်လို့လည်းထပ်မံပြီးပြောကြရင်းနဲ့ note ဆက်လိုက်ပါတယ်။